ဒီနေ့ဖတ်ပြမယ့်အကြောင်းအရာလေးတွေကိုလည်းသေချာလေးလိုက်ပြီးတော့နားထောင်ပေးကြပါအောင်ရှင်။သာသမီတယောက်ဟာမိဘရဲ့ကောင်းစေခြင်းလို့ပြောတဲ့စကားကို နားထောင်ရင်မိဘကိုကျေးဇူးဆက်ရာရောက်ပါတယ်။တပည့်တယောက်ဟာဆရာရဲ့ကောင်းစေခြင်းလို့ပြောတဲ့စကားကိုနားထောင်ရင်ဆရာကိုကျေးဇူးဆက်ရာရောက်ပါတယ်။လူငယ်တယောက်ဟာ လူကြီးလူကောင်းရဲ့ ကောင်းစေခြင်းလို့ပြောတဲ့စကားကိုနားထောင်ရင်လူကြီးလူကောင်းကိုကျေးဇူးဆက်ရာရောက်ပါတယ်။နောက်လိုက်ငယ်သားတယောက်ဟာခေါင်းဆောင်လမ်းပြညွန်ကြားသူရဲ့ကောင်းစေခြင်းလို့ပြောတဲ့စကားကိုနားထောင်ရင်ခေါင်းဆောင်လမ်းပြညွန်ပြသူကိုကျေးဇူးဆက်ရာရောက်ပါတယ်။အသက်သိခါဂုံငယ်သူတယောက်ဟာကိုထက်တီလာသမารီပညာအသက်သိခါဂုံကြီးသူရဲ့ကောင်းစေခြင်းလို့ပြောတဲ့စကားကိုနားထောင်ရင်ဂုံကြီးမသူကိုကျေးဇူးဆက်ရာရောက်ပါတယ်။ ကိုကြောင့်ကိုမိဘတွေစိတ်ဆင်းရဲစေမဲ့အလို့ဂုံတိတ်ခါကြစေမဲ့အလို့ဆိုရင်မလုပ်ပါနဲ့ကိုကြောင့်ကိုဆရာသမားတွေစိတ်ဆင်းရဲစေမဲ့အလို့ဂုံတိတ်ခါကြစေမဲ့အလို့ဆိုရင်မလုပ်ပါနဲ့ကိုကြောင့်ကိုဂျေဇုရှင်တွေစိတ်ဆင်းရဲစေမဲ့အလို့ဂုံတိတ်ခါကြစေမဲ့အလို့ဆိုရင်မလုပ်ပါနဲ့ကိုကြောင့်ကိုညီကိုမောင်နှမတွေစိတ်ဆင်းရဲစေမဲ့အလို့ဂုံတိတ်ခါကြစေမဲ့အလို့ဆိုရင်မလုပ်ပါနဲ့ ို့ကြောင့် ကို့မိတ်ဆွေအပေါင်းအသင်းတငယ်ချင်းတွေစိတ်ဆင်းရဲစေမဲ့အလို့ဂုံတိတ်ခါကြစေမဲ့အလို့ဆိုရင်မလုပ်ပါနဲ့ကို့ကြောင့်ကို့ပတ်ဝန်းကျင်ကလူတွေစိတ်ဆင်းရဲစေမဲ့အလို့ဂုံတိတ်ခါကြစင်းစေမဲ့အလို့ဆိုရင်မလုပ်ပါနဲ့ကို့ကြောင့်ကို့နဲ့ပတ်သက်သူတွေအားလုံးစိတ်မရှမ်းသာရင်တောင်စိတ်မဆင်းရဲစေဖို့ဂုံတိတ်ခါမတက်ရင်တောင်မကြစေဖို့လိုအပ်ပါတယ် ကျေးဇူးတရားကို မတိတတ်သူနဲ့နေရတာစိတ်ဆင်းရဲရပါတယ်။ရိုးသားမှုမရှိသူနဲ့နေရတာစိတ်ဆင်းရဲရပါတယ်။ကိုယ့်အတွက်ပဲတည်သူနဲ့နေရတာစိတ်ဆင်းရဲရပါတယ်။လောဘဒေါသမောဟအတ္တမာနကြီးသူနဲ့နေရတာစိတ်ဆင်းရဲရပါတယ်။ကိုကျင့်တရားပြတ်သူနဲ့နေရတာစိတ်ဆင်းရဲရပါတယ်။တာဝင်ပြက်ကွက်သူနဲ့နေရတာစိတ်ဆင်းရဲရပါတယ်။အကောင်းမြင်စိတ်မရှိသူနဲ့နေရတာစိတ်ဆင်းရဲရပါတယ်။ အကျင့်စာရိတ္တမကောင်းသူနဲ့နေရတာစိတ်ဆင်းရဲရပါတယ်။ကိုကျင်းစာစိတ်မရှိသူနဲ့နေရတာစိတ်ဆင်းရဲရပါတယ်။ဂရိတ္တစ္ဆာတရားတွေတည်ငြိမ်မှု မရှိတဲ့သူနဲ့နေရတာစိတ်ဆင်းရဲရပါတယ်။သဘောတရားမပြည့်ဝသူနဲ့နေရတာစိတ်ဆင်းရဲရပါတယ်။ကျေးဇူးတရားတည်တတ်သူနဲ့နေရတာစိတ်ရှမ်းသာရပါတယ်။ရိုးသားမှုရှိသူနဲ့နေရတာစိတ်ရှမ်းသာရပါတယ်။အများအတွက်တည်သူနဲ့နေရတာစိတ်ရှမ်းသာရပါတယ်။လောဘ၊ဒေါသ၊မောဟ၊အတ္တ မာနမကြီးတဲ့သူနဲ့နေရတာစိတ်ရှမ်းသာရပါတယ်ကိုချင်းတရားကောင်းသူနဲ့နေရတာစိတ်ရှမ်းသာရပါတယ်။တာဝန်ကျေပွန်သူနဲ့နေရတာစိတ်ရှမ်းသာရပါတယ်။အကောင်းမြင်တတ်တဲ့စိတ်ရှိတဲ့သူနဲ့နေရတာစိတ်ရှမ်းသာရပါတယ်။အကျင့်စာရိတာကောင်းမွန်တဲ့သူနဲ့နေရတာစိတ်ရှမ်းသာရပါတယ်။ကိုချင်းစာစိတ်ရှိတဲ့သူနဲ့နေရတာစိတ်ရှမ်းသာရပါတယ်။ဂရိသစ္စာတရားတွေတည်ငြိမ်မှုရှိတဲ့သူနဲ့နေရတာစိတ်ရှမ်းသာရပါတယ်။သဘောတရားပြည့်ဝသူနဲ့နေရတာစိတ်ရှမ်းသာရပါတယ်။ ကျေးဇူးများတင်ပါတယ်ရှင်